မင်္ဂလာပါအခုချိန်ကစပြီးဧပြီလ25ရက်နေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ဒီနေ့တော့ကျမတို့တွေစစ်ရေးသတင်းတွေနဲ့ပဲစားလိုက်ကြရအောင်ပါပြည်သူတွေဟာငလင်တန်းကိုခံနေရတာကြောင့်စစ်ကောင်စီတပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကအပြစ်ခတ်ရဲစဲရေးကာလကိုရက်ထက်တိုးလိုက်ကြပေမဲ့နေရအနှံ့မှာလေချောင်းကနေဘုံကျဲတက်ခိုင်းမှုလက်နက်ကြီးပစ်ခတ်မှုတွေအပြင်တိုက်ပွဲတွေက အပြင်းထန်ကိုဖြစ်ပွားနေပါတယ်။ လာရှိုးကိုတရုတ်ရဲ့အကူအညီနဲ့ပြန်ရလိုက်တဲ့စစ်ကောင်စီတပ်ဟာတဟန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ဒေသကနောင်ချိုမြို့နယ်ဒဲကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေအပြင်ဒီမြေပြင်ကနေလည်းစစ်အင်အားတိုးချဲ့တာတွေဇက်တိုက်လုပ်နေပါဗျ။ လာရှုံမျိုးကိုစစ်ကောင်စီကိုပြန်ပေးလိုက်ရတာကြောင့် TNL အတွက်တော့ရှမ်းမြောက်ကသူတို့သိမ်းယူထားတဲ့ဒေသတွေဟာနောက်ကျောမလုံပဲဖြစ်လာရပါတယ်။ကချင်ပြည်မှာတော့ဒီနေ့မှာပဲဗမော်မှာကျန်နေတဲ့စကခ21နဲ့တခြားတပ်စခန်းတွေအားလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေကထိုးစစ်ကြီးကိုတပြိုင်တည်းစတင်လိုက်ပါတယ်။တချိန်ထဲမှာပဲကချင်ပြည်ဖက်ကန်ဘက်မှာလည်းစစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေကအပြင်းထန်ဖြစ်ပွားနေပါတယ်။ကရင်ဒေသဘက်မှာတော့ဒီဘကူ တိုင်းတဲကစစ်တောင်းမြစ်ဝမ်းဒေသမှာတိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားနေပြီးမကြာသေးခင်ကပဲ KNU ပူပေါင်းတပ်ဖွဲ့တွေကလည်းဂိတ်စခန်းငယ်တစ်ခုကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။ Concrete ခရိုင်အာရှလမ်းမနေမြေတဝိုက်မှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့ KNU ပူပေါင်းတပ်တွေကစကခစနစ်နဲ့အနီးတဝိုက်ကတပ်စခန်းတွေကိုမြေပြင်ကနေအင်အားမပြည့်နိုင်အောင်လမ်းကြောင်းတွေကိုဖျက်တောက်ထားလိုက်နိုင်ပြီလို့ဆိုပါတယ်။ ဂရီနီပြည်ထဲကစီးပွားရေးလုံးကွက်ဖြစ်တဲ့မော်ချီဒေသထဲကိုလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၅ယောက်သေဆုံးသွားခဲ့ပါတယ်ခုဆက်ပြီးတော့ကဘာနဲ့ဒေတာတွင်ကသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တရုတ်ကနေမာယူထားတဲ့ဒီဘိုရင်းလေယာဉ်တွေကအိန္ဒိယဘက်ကိုရောက်သွားမှလားဆိုတာကလည်းစိတ်ဝင်စားစရာပါ။ ကုံသွဲကွန်တုံးမြင့်မှုကြောင့်တရုတ်ကလက်မခံတော့တဲ့ဘိုရင်းချက်လေယာဉ်တွေကိုဝယ်ယူဖို့အတွက်အိန္ဒိယရဲ့လေကြောင်းလိုင်းကဘိုရင်းကုမ္ပဏီနဲ့စကားပြောနေပြီလို့ဆိုပါတယ်အိန္ဒိယရဲ့ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်တဲ့ Air India Express လေကြောင်းလိုင်းက Boeing 737 MAX 7ဇီးဝယ်ယူဖို့ကမ်းလှမ်းနေတယ်လို့နှိဆက်သူတွေကပြောပါရယ် ဒါပေမဲ့ boring ကုမ္ပဏီဘက်ကတော့တစုံတရာအကြောင်းပြန်ထားတာမျိုးမရှိသေးပါဘူး။နောက်ထပ်သတင်းတပုတ်ကလည်းအိန္ဒိယနိုင်ငံနဲ့သက်ဆိုင်တဲ့သတင်းတပုတ်ပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာသူ့ရဲ့အနောက်ဘက်ကအိန္ဒိချင်းဖြစ်တဲ့ပါကစ္စတန်နိုင်ငံနဲ့အခုရက်ပိုင်းမှာတင်းမာမှုတွေပိုပြီးတော့ကြီးလာပါတယ်။လက်တလောတင်းမာမှုတွေကိုစပြီးဖြစ်စေခဲ့တာကတော့ဒီဟိမဝန္တာတောင်ပေါ်ကအိန္ဒိယနိုင်ငံကက်ရှမီးယားပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့လူအစုလိုက်အပြုံလိုက်ပြစ်ခတ်ခံရမှုကြောင့်ဖြစ်ပါတယ်။ အင်္ဂါနေ့ကတိုက်ခိုက်ခံရမှုတွေမှာခီးသွား26ယောက်သေဆုံးခဲ့ပါတယ်။သူတို့တွေဟာအိန္ဒိယနိုင်ငံသားတွေဖြစ်ပါတယ်။အိန္ဒိယကအဲ့ဒီတိုက်ခိုက်ခံရမှုဟာဆိုရင်ပါကစ္စတန်နိုင်ငံကအကူအညီပေးထားတဲ့အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့စွပ်စွဲထားပါတယ်။အငင်းပွားနေတဲ့ဂျမူးကက်ရှမီးယားဒေသမှာတိုက်ခိုက်တပ်ဖြတ်မှုတွေရှိခဲ့ပေမဲ့ဒီလိုမျိုးအရက်သားခီးသွားတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာမျိုးကနဲပါတယ်။အဲ့ဒီနောက်ဗုဒ္ဓဟူးနေ့မှာအိန္ဒိယကပါကစ္စတန်နဲ့ရေခွဲဝယ်မှုကိုရပ်တန့်ထားလိုက်ပြီး အဓိကကျတဲ့နယ်ဇက်ဂိတ်တွေကိုပိတ်ထားလိုက်ပြီးတော့နယ်ဇက်ကုန်သွယ်ရေးကိုရပ်တန့်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံနှစ်နိုင်ငံလုံးကတစ်ဖက်နိုင်ငံသားတွေကိုဗီဇာထုတ်ပေးနေတဲ့လုပ်ငန်းစဉ်တွေကိုရပ်တန့်လိုက်ကြပါတယ်။ကျမတို့နောက်ထပ်သတင်းတပုတ်ကိုမပြောပြခင်မှာပြိသက်ကြီးကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ online ပေါ်ကနေကျမတို့ရုပ်ရှင်ဇက်ကဟိုကောင်းကောင်းပေါ့နော် quality ကောင်းကောင်းဒီဇက်ကား video file တွေကို download လုပ်ဘူးပါသလားဆိုတော့ ဒါတွေကိုဒီရုပ်ရှင်ကားတွေကိုဒေါင်းလုဒ်လုပ်တဲ့အခါမှာအချိန်ဘလောက်လောက်ပေးရပါသလဲစက္ကန့်ပိုင်းအတွင်းမှာ20ဂီဂါဘိုက်လောက်ရှိတဲ့ 4K ရုပ်ရှင်တစ်ခုကိုဒေါင်းလုဒ်လုပ်မယ်ဆိုရင် စိတ်ကူးရင်လည်းလို့ပြောကြမလားဒါကတော့စိတ်ကူးရင်တာမဟုတ်ပါဘူး တရုတ်နိုင်ငံကစီးပွားဖြစ်တန်းကြီအင်တာနက်မြန်နှုန်းစနစ်ကိုကမ္ဘာမှာပထမဆုံးစတင်အသုံးပြုလိုက်ပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာမှာပထမဆုံးတန်းကြီအင်တာနက်စနစ်ကိုပီကင်းမြို့တော်ရဲ့တောင်ဘက်ကီလိုမီတာ100လောက်မှာရှိတဲ့ကွန်ပျူတာမြို့တော်ဖြစ်တဲ့ရှောင်းအန်းမှာစတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီစနစ်ဟာတင်ပို့တဲ့ file တွေကိုအမြန်နှုန်းက10မိနစ်ကို1 GB နဲ့ရမှာဖြစ်ပြီးတော့ကျမတို့ download ဆွဲတဲ့အခါမှာတော့ဒီ6 GB ကျော်နဲ့ရရှိမှာဖြစ်ပါတယ်။ဆိုလိုတာကတော့20 GB လောက်ရှိတဲ့ရုပ်ရှင် file တစ်ခုကိုကျမတို့ download ယူမယ်ဆိုလို့ရှိရင်3စက္ကန့်လောက်နဲ့ရယူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကရုပ်သံသတင်းအစီအစဉ်တွေကိုညနေတိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။